ပြီးခဲ့တဲ့စက်တင်ဘာလမှာတော်လိုင်းအပူပေါင်းတပ်တွေကစကိုင်းတိုင်းနဲ့ကဘန်းမောင်မြို့ကိုသိမ်းယူနိုင်ခဲ့ပြီးမြို့ထဲမှာရှိနေတဲ့စစ်ကော်မရှင်နဲ့ရှမ်းပြည်ပူပေါင်းတပ်တွေဟာမြို့ရဲ့အနောက်ဘက်မိုင်20กว่าထိတပ်ဆုတ်သွားခဲ့ရပါတယ်။ဆုတ်သွားတဲ့ရှမ်းပြည်ပူပေါင်းတပ်တွေဟာဒီအပတ်ထဲမှာတပ်မ33အကူအညီနဲ့လက်ရှိဘန်းမောင်မြို့အနောက်ဘက်နိုင်ရကာရွာအထိပြန်ရောက်လာတာဖြစ်ပြီးအရိကနေမြို့ထဲကိုလက်နက်ကြီးနဲ့ဒီရက်ပိုင်းပစ်နေတဲ့အတွက်မြို့ထဲကအစိုးရရုံးနေနဲ့မြို့မရဲစခန်းမီးလောင်နေတာဖြစ်တယ်လို့ဘန်းမောင်မြို့ခံတွေက DBB ကိုပြောပါတယ်။ တော့အရင်တော့အဲ့နားရက်ခေါ်နားရက်ကားလို့ဒီဆက်သောလို့ဆိုတော့ကိုယ်ကကကိုအရင်ကတည်းကဆုံးမတာအရထားပြီးသားနေရာကြီးပေါ့နော်ခုနောက်ပိုင်းကျတော့သူတို့ဘက်ကအင်အားအလုံးကြီးနေစစ်ကူဟိုစစ်စစ်ကောင်စီအင်အားဟိုစစ်ကူတွေနဲ့အတူဝင်ထိုးလာတယ်ဆိုတော့ကိုယ်ကပြန်ဆုပ်လိုက်ရတာပေါ့အခုလို့ဆိုတော့သူတို့ကအဲ့ခုနိုင်ကအထီကိုရောက်လာတယ်ပေါ့ပေါ့မျိုးတွေအထီတော့မရောက်လာသေးဘူးပေါ့အဲ့နိုင်ကအနေပဲလက်နက်ကြီးနဲ့လက်ထုပ်ကြီးနဲ့အစင်ပဲရှိသေးတယ် ဗမာမြို့တွေကတက်တော်ယုံနဲ့မြို့မရေစခန်းမီးလောင်နေတဲ့အပေါ်မှာလည်းစစ်ကော်မရှင်တပ်တွေနဲ့ PDF တွေအပြန်အလှန်ဆဆွဲနေကြပြီးမြို့ကန်ကြီးရဲ့ပြောပြချက်အရဆိုရင်တော့နာရက်ကမှတက်ဆွဲထားတဲ့စစ်ကော်မရှင်နဲ့ရှမ်းနီပူပေါင်းတပ်တွေပစ်လိုက်တဲ့120မမလက်နက်ကြီးဘုံဒီကြောင့်မီးလောင်နေတာဖြစ်ပြီးအော်တိုဘာ29ရက်နေ့မှာလည်းနာရက်ကရွာစုံမှာရှိတဲ့ဈေးဆိုင်တန်းနဲ့လူနေအိမ်20ကျော်ကိုစစ်ကော်မရှင်နဲ့ SN တပ်တွေမီးရှို့ခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ောက်တိုဘာ29ရက်နေ့မနက်ပိုင်းမှာတော့ဘမ်းမောက်ကိုဝိုင်တွဲလေရင်နဲ့ဘုံအလုံး20ကျော်ကျဲချခဲ့ပြီးလူထိခိုက်မှုတော့မရှိဘူးလို့ကတားခရိုင်အမှတ်၄တရင်က DBP ကိုအတည်ပြုပါတယ်။မြို့ကန်တဦးပြောပြတယ်လက်ရှိဘမ်းမောက်မြို့အခြေအနေတွေကိုလုံခြုံရေးအရ DBP သတင်းတောက်ကအတန်အစားထိုးဖတ်ထားပြပါတယ်။နေရင်အပျက်စီးအတိကျတော့မသိရဘူး။ဘေးပပတ်လေဝင်းချင်းကိုကျဲတာဆိုတော့အိမ်ပျက်စီးတာတွေတော့ရှိတယ်။နောက်ပြီးဘမ်းမောက်မြို့တွေကနေအိမ်တွေလက်နက်ကြီးမှန်တာတွေရှိတယ်။ မီးလောင်တာတော့ရဲစခန်းအချုပ်ဆောင်တွေမီးလောင်တာရှိတယ်လက်နဲ့ကြီးကြလို့လောင်တာမြို့ထဲကို PDF တက်တွေဝင်ခဲ့နိုင်ပေမဲ့ Homelink ဘက်ကိုရှမ်းပြည်တက်တွေစုတ်ထားတော့ပွဲကမပြီးသေးတာဗန်းမောက်တောင်ဘက်မှာဆက်ပြစ်နေတာမြို့အဆက်ပေါ့ဗန်းမောက်မြို့ကိုပြီးခဲ့တဲ့စက်တင်ဘာလထဲမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတက်တွေကတင်းနိုင်ခဲ့တာဖြစ်ပြီးအခုအော်တိုဘာလမှာပြန်ပြီးလူအင်အားလက်နက်အင်အားအလုံးအရင်းနဲ့စက်တပ်ဘက်ကထိုးစစ်ပြန်ဆင်လာနေတာပါကျွန်တော်မော်ရစ်ပါ